တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုຫນွေဥမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကချင်ပြည်နယ်စစ်ရဲတရင်နဲ့အရင်စ channel အခုကျမတို့အားလုံးသိပြီးသားဖြစ်တဲ့စစ်ခွေးတွေကတော့ဖကန်ကုန်းဘက်ကိုတက်သွားတယ်။အဲတက်သွားတာလေသူတို့ရဲ့အရေးချင်းနဲ့တက်သွားခဲ့တာမဟုတ်ပါဘူး။သူတို့ကဖကန်မှာရှိတဲ့လူကြီးတွေကို KIA ဘက်ကိုလွတ်ပြေးမှာအခုသူတို့ကစစ်စစ်ရေးပေါ်ဆောင်ဖို့မဟုတ်ဘူး။သူတို့ရဲ့ view ဟာမှုလေးလေးဖွင့်ရတဲ့ဖြစ်တဲ့ဒါကြောင့်လုံးဝကြားဖြတ်တိုက်ခိုက်မှုမလုပ်ပါနဲ့။လုပ်တယ်ဆိုလို့ရှိရင်တော့နော်လေရင် copy ပြည်သူတွေရှိတဲ့အိမ်တွေကိုပုံကျင်းမယ်လို့ပြောတဲ့အတွက်ကြောင့် KIA တွေကတော့ပြည်သူမျက်နှာကြည့်လို့ သူတို့ကိုရှော့ရှော့ရှူရှူနဲ့လုံးဝတိုက်ခိုက်မှုမလုပ်ဘဲနဲ့ဖကတ်မှုကိုရောက်ရှိသွားပြီဒါပေမဲ့စစ်ခွေးတွေကတော့တည့်ရတိုင်းပဲသူတို့ဆုံးရှုံးသွားတဲ့ဒီစခန်းတွေကိုပြန်လေရပ်ယူဖို့ရန်အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုလည်းကြားရတယ်ဒါကတော့စစ်မျက်နှာတစ်ခုနောက်တစ်ခုကတော့ကချင်မဟုတ်တော့ကချင်နာမည်ခံစခုံးတင်ရင်ရဲ့ ဒေတာဆိုပြီးမှခွေးတွေတတ်မှတ်ထားတဲ့နေရာတွေအားလုံးကိုကျတို့ KIA ဘက်ကနေမှတိုက်ခိုက်တိမ့်ပိုက်ပြီးသားဖြစ်တယ်။အခုကျတို့ဘမော်ဘက်ကိုနည်းနည်းလေးအားဆိုင်နေသေးတဲ့အချိန်မှာစစ်ခွေးတွေကတော့အခုဒီ white mon နဲ့ကမ်ပိုက်ဒီလန်းကိုလည်းထိုးစစ်ဆင်ဖို့ရန်အတွက် စစ်သားတွေစုဆောင်းနေတယ်။အခုမြေကျနာမှာရောဝိုင်းမော်ပတ်ဝန်းကျင်မှာရှိတဲ့ယောက်ျားလေးရောမိန်းကလေးရော အားလုံးကိုစစ်သားစုဆောင်းနေတယ်။လုံခဲတဲ့ဒီနလလောက်ရှိပြီးကျမဒီတရင်ထဲမှာလည်းဖော်ပြပြီးတာဖြစ်တယ်။စခုံးတင်ကြီးကတော့တရုတ်ပြည်ကိုထွက်ပြေးသွားတယ်။ပြီးတော့တရုတ်ကလေရင်နဲ့ပဲသူ့ကိုနေပြည်တော်ကိုလာပို့ခဲ့တယ်။ ခုံတင်ရင်ကနေပြီးတော့မှနေပြီးမှသူ့ရဲ့လက်ကျန်ပြီးသူ့ခွေးတွေကိုကိုစုဆောင်းထားတယ်လို့ကျမတခါတင်းထဲမှာတင်ပေးခဲ့ဘူးတယ်အခုအဲ့ပြီးသူ့စခွေးတွေရောရဲခွေးစစ်ခွေးသူတို့စစ်ခွေးတွေမလောက်တဲ့အတွက်ကြောင့်အခုစစ်သားစုဆောင်းနေတယ်ဝိုင်းမော်နဲ့ကမ်ပိုင်ဒီဘက်ကိုထိုးစစ်စင်ဖို့အတွက်ပြင်ဆင်နေတယ်ပြီးတော့အခုဒီဝိုင်းမော်နဘေးနားမှာလည်းစစ်ဆောင်တွေရှိတယ်အဲစစ်ဆောင်တွေနားမှာရှိတဲ့တိန်ကြီးတရာတေယုတ်ကြီးတောင်မန်ပြတောင် ခလာရ58ဒီလေးနေရာမှာသူတို့ကတော့လက်နက်ကြီးတွေထောင်ပြီးမှတိုက်ပွဲကို ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုကြားရတယ်။အခုကျွန်တော်တို့ကချင်ပြည်နယ်မှာ နေရာဒေသအတီးတီးထဲမှာအခုစစ်ရဲတွေပေါ်ဆောင်နေတယ်။ကျတော့ကချင်ပြည်နယ်ကိုသူတို့ကရိုးရိုးပဲနေမြေကိုလက်လွတ်ဆုံးရှုံးရမှာကြောက်နေတာမဟုတ်ဘူးသူတို့ရဲ့စားပေါက်တွေပိတ်သွားမှာကြောက်တဲ့အတွက်ကြောင့်ကျတော့ကချင်ပြည်နယ်ကိုအင်အားအလုံးရင်းနဲ့တိုက်ခိုက်နေတာဖြစ်တယ်ကျခွေးတွေကချင်ပြည်နယ်ကိုဆုံးရှုံးရမှာကြောက်တာထက် ကျတော့ကချင်တွေလွတ်လပ်ရေးရသွားမှာကိုကြောက်တဲ့လူတမျိုးရှိသေးတယ်เนาะဆိုတော့ကျတော့နောက်သတင်းတပုတ်ကိုဆက်ပြီးမှနားထောင်ကြည့်ရအောင်ဒီဥစ္စာကိုကျမတိတ်မပြောချင်လို့ကျတော့မပြောဘဲနဲ့ထားခဲ့တယ်ဒါပေမဲ့အခု comments ဒီမှာခဏခဏပြောလာတဲ့အတွက်ကြောင့်ဒီသတင်းကိုဒီနေ့ကျမတင်ဆက်မှာဖြစ်တယ်ဒါကဘာလဲဆိုတော့မေလ28ရက်နေ့တုန်းက TNLA ရဲ့အထွေထွေအသွင်းရေးမှူးဘူမိုဂျီတာပန်လာမီဒီယာမှာပြောထားတဲ့စကားနဲ့ပတ်သက်ပြီးတော့ဒီနေ့နည်းနည်းလေးပြောချင်တယ် အခုအဲ့ထက်မှာဘူမိုကြီးတာပန်လာပြောထားတဲ့အချက်နှစ်ချက်ရှိတယ်။အခုကျွန်တော်တို့ KIA နဲ့သူတို့ကဆွေးနွေးမယ်။ဆွေးနွေးဖို့ရန်အတွက်သူတို့ခေါင်းစဉ်တစ်ခုရှာထားတယ်လို့ပြောတယ်။တစ်ခုကတော့နင်းမြေကိစ္စ။နောက်တစ်ခုကတော့မြန်မာပြည်ကြီးလွတ်လပ်တဲ့အချိန်အထိကျွန်တော် KIAD နဲ့လက်တွဲပြီးမှတိုက်ပွဲဝင်သွားဖို့ရတဲ့ဆိုတဲ့ခေါင်းစဉ်တို့နှစ်ခုကို KIAD နဲ့ဆွေးနွေးဖို့ရတဲ့ကြိုးပမ်းနေတယ်ဆိုတဲ့စကားကိုသူပြောသွားတယ်။ဒါကိုကျွန်မဆက်မပြောခင်မှာကျွန်မဗီဒီယိုတော်တော်လေးကိုပြပေးမယ်။တချို့လူတွေက ဆိုရှယ်မီဒီယာမှာမြင်ပြီးသားရှိလိမ့်မယ်တော်တော်လေးနားထောင်ကြည့်အောင်အဲ့ထဲမှာဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကတော့ဗမာစကားမပီးတဲ့အတွက်ကြောင့်မို့နည်းနည်းလေးနားစွန်ပြီးနားထောင်စေချင်တယ်အဲ့မှာကြွားပြောချင်တဲ့စကားလုံးကိုကြားရမှာဖြစ်တယ်နားထောင်ကြည့်အောင်နော်ချင်းခွေတွေမဟုတ်ဘူးကြွားချင်းခွေတွေ KIA နဲ့ပူပေါင်းတော်လိုင်းရဲတွေကိုမြေကြီးမှာထိုင်ခိုင်းတယ်ပြီးတော့အုတ်ထုတ်ချွတ်ခိုင်းတယ် အုတ်ထုတ်ချင်ပြီးမှဘာပြောလဲနင်တို့ကကချင်ခွေးတွေမဟုတ်ဘူးလားလို့ပြောတယ်ခေါင်းဆိုတာဟာကျွတ်ရရဲ့ဖုံးနဲ့ဆိုင်တာဖြစ်တယ်ဆိုတော့ခေါင်းကအုတ်ထုတ်ကိုအုတ်ထုတ်တွေချွတ်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 လို့ပြောတယ်အုတ်ထုတ်တွေချွတ်ခိုင်းလိုက်တယ်ကျွတ်တော်လာရဲတွေကို TNLA တွေဘလို့ဆက်ဆံတယ်လဲဆိုတာအခုတွေ့ရပြီနော်ဒီဥစားကအပေးချင်းဖြစ်ခဲ့တယ်လေဆိုတော့ကျွတ်ရောအလုံးတည်တယ်ဒီဧပြီလ29ရက်နေ့ကနေမှမေလ6ရက်နေ့အထိ FBNCC အစည်းအဝေးကိုပြုလုပ်ခဲ့တယ်။ဆယ်လေးရက်နဲ့မှာက TLLAD ကကျမတို့ KIA စခန်းတစ်ခုကိုရွှေ့ပေးဖို့ရန်အတွက်ပြောတယ်။အခုဒီထဲမှာက KIAD နဲ့တူပူပေါင်း PDF တွေကိုအုတ်ထုတ်တွေအကုန်ချုပ်ခိုင်းတယ်။ပြီးတော့နင်တို့ကကချင်ခွေးတွေမဟုတ်ဘူးလားလို့ပြောတယ်။တာဘန်လာပြောသွားတာဟာဒရင်စာရှင်းလင်းပွဲမှာလည်းတခါပြောခဲ့တယ်အခုဒီမီဒီယာထဲမှာလည်းသူပြောသွားတာပါလေဆိုတော့ KIAD နဲ့ TNLAD ဟာတနစ်တကြိမ်တွေ့ဆုံဆွေးနွေးဖို့ရန်အတွက်ရှိတယ်ဒါပေမဲ့စစ်ရဲအခြေအနေဒီကြောင့်မတွေ့နိုင်ခဲ့ဘူးလို့တင်းစာရှင်းလင်းပွဲမှာပြောခဲ့တယ် TNLAD ကျမတို့ KAI စခန်းတွေကိုဖိအားလာပေးတိုင်းလူ30 20လာတာမဟုတ်ဘူး100 200လာတာမဟုတ်ဘူး300 400နဲ့အမြဲတမ်းလာပြီးမှ KIAD ကိုလာနှိပ်စက်တာဖြစ်တယ် KIAD ရဲ့ဆက်သွယ်ရေးယုံကို တို့ဖိအားနဲ့လာသိမ့်ယူပြီးတဲ့နောက်ပိုင်းမှာဇော်မဲလေရဲ့မရင်ငယ်လွတ်ရည်ဥပြောသွားတဲ့စကားကျမရဲ့သတင်းထဲမှာလည်းတင်ပေးပြီးသားဖြစ်တဲ့ KIAD ကို KIA ဝတ်စုံဝတ်ပြီးတော့တနတ်တကားကားနဲ့လမ်းထဲကိုမသွားဖို့ရန်အတွက်စာရေးထားတယ်ဒါပေမဲ့ KIAD ဟာတနတ်တကားကားနဲ့သွားလာတဲ့အတွက်ကြောင့်သူတို့ကိုဖမ်းတယ်ဆိုပြီးမှဒွေယူမီဒီယာမှာကိုပြောခဲ့တယ် ဒါကိုကျွန်တော်တို့ဆက်မပြောခင်မှာတာပါလာ28ရက်နေ့မီဒီယာမှာဗာပြောခဲ့တယ်လေကျွန်တော်တို့ဗီဒီယိုတော်တော်လေးကိုထပ်ပြန်มาနားထောင်ကြည့်အောင်เนาะနှစ်ဖက်တစ်ဖက်တွေကအခုလိုမျိုးအခက်အခဲနဲ့ကြုံရတာကိုနှစ်ဖက်စလုံးကလည်းမလိုလားဘူးလို့ကျွန်တော်တို့အဲဒီမျိုးနားလဲပါတယ်အာဒီဆွနေပွဲအများဆုံးဖြစ်မြောက်အောင်လည်းဒါကျွန်တော်တို့ဆောင်ရွက်နေကြပါတယ်ကျွန်မစင်တော့ဒါပဲဖွဲ့စည်းတယ်မှမမမရှိသေးတဲ့ဒါကျွန်တော်သာဝရမှာပဲကိုယ်စံပြုတော့မှကျွန်တော်အနားလည်းမှုအမြင့်ဆုံးရထားတဲ့ဖွဲ့စည်းတစ်ဖြစ်တယ် ဆိုတော့ဒီထက်မှသူပြောသွားတာကနှမျိုးရှိတယ်တခုကတော့နေမြေကြောင့်ပြဿနာဖြစ်တဲ့အပေါ်မှာနှစ်ဖက်စလုံးကမလိုလားကြဘူးလို့ပြောတယ်ဆိုတော့လိုလားသလားမလိုလားဘူးလားဆိုတော့မသိဘူး မလိုလားဘူးဆိုလို့ရှိရင် KIA စကန်း၁၀ခုကိုရခဲ့ပြီစကန်း၁၀ခုရခဲ့တဲ့အခါမှာ TLLD ရဲ့အောက်ခြေတပ်သားတွေပဲသူတို့ကြိုက်တယ်လို့နေထိုင်တာလား KIA စကစခန်းဘယ်နှခုရတယ်ဆိုတာကအထက် TNL UG တွေကမသိကြတာလား KIA စခန်းတွေ gate တွေ KIA ချက်တွေရုံတွေကိုတင်လိုက်တဲ့အခါမှာ ဒါဟာမဟာမိတ်အနေနဲ့လှုပ်တင်တလားမလှုပ်တင်ဘူးလားဆိုတဲ့ဥစ္စာနဲ့တော့မစင်စားဘူးလားအထက်အမိတ်မရဘဲနဲ့အောက်ခြေကစစ်သားတွေကလှုပ်နေကြတာလားမီဒီယာထဲဖျဲသွားတဲ့အဲမှာဒုတိယအချက်ကဘာလဲဆိုတော့ KAAD နဲ့ TNLDD ရဲ့မဟာမိတ်ဟာတခြားမဟာမိတ်တွေထပ်ပိုးပြီးမှအဆက်အသွယ် ယုံကြည်မှုတည်ရှိတယ်လို့သူပြောသွားတဲ့အခါမှာတခြားလူတွေထက်တောင်မှပိုပြီးမှခိုင်မြဲတဲ့မဟာမိတ် ဖြစ်တယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့မဟာမိတ်လို့ပြောတဲ့ KIADS ခန်းတွေကိုနင်တို့ဒီလိုမျိုးတိမ့်ပိုင်ခွင့်ရှိသလား KIA စစ်သားတွေကိုနင်တို့ရိုက်ပြီးမှဆဲခန်းတောင်ရောက်တဲ့အထိအဲ့လိုလောက်တာကမဟာမိတ်လို့ခေါ်သလား ။တရင်စာရှင်းနေပွဲလေပြီးသွားပြီတကယ်ဆိုလို့ရှိရင်တော့ထိထိရောက်ရောက်တို့ရဲ့လက်အောက်ငေသားတွေကိုပြောဆိုရမှာဖြစ်တယ်။တို့ရဲ့စီကန်းတွေကပုံမပြင်းမှတင်းကြပ်ရမှာဖြစ်တယ်။ဒါပဲမဲ့အဲ့တုန်းကလည်းတို့ဘာမှမလုပ်ခဲ့တလို့ FNCC ပြီးသွားတော့လေ ထူနီးလကောင်းပဲဘာမှမပြောင်းလဲဘူးဒါကတော့မလိုလားဘူးဆိုတာမဟုတ်ဘူးသူတို့ဘက်ကနဲ့လိုလိုလားလားဖြစ်ခဲ့တယ်အခုဒီ FBNCC အစည်းအဝေးပြီးတဲ့နောက်ပိုင်းမှာဖြစ်တဲ့ပြဿနာမှဆိုသူတို့ရဲ့ဘူကြီးတွေပါလာခဲ့တယ်ဒီဆိုလို့ရှိရင်ဘူကြီးဆိုတာကနင်တို့ရဲ့ဘာလဲအခုဒီတာပနာကဘူမူကြီးဖြစ်တယ်ဘူမူကြီးတွေပြီးတဲ့အဥ္စာကိုဘူကြီးတွေကမသိကြဘူးလား KAD နင်တို့ရဲ့စခန်းနဲ့ရွှေ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 ့ဒါတွေငါတို့ယူမယ်အဲ့လိုမျိုးရတာလား အခုဒီ27တော်လာရဲမှာမှဖြစ်တဲ့မဟာမိတ်ဒီတောင်မှအခုဒီစစ်ခွေးကိုတော်လာနေတဲ့အချိန်မှာဘယ်သူမှ ပြဿနာမရှိကြဘူးအခုနင်းတို့ TNLD ပဲကျတို့ KIA တွေကိုပြဿနာချကြတယ်စစ်ခွေးတွေကိုတိုက်ဖို့ရအတွက်လက်နက်ခဲယမ်းတွေယူဆောင်လာတဲ့ KIA ရဲ့ထောက်ပို့ကားတွေကိုနင်းတို့ပြန်ခောက်ခိုင်းလိုက်တယ်ဒါက တကယ်ပဲနင်တို့စစ်အာဏာရှင်ကိုဖျောက်ချဖို့ရန်အတွက် KIA တွေနဲ့လက်သွဲချင်တာလားဓမ္မဘုံနင်တို့ကစစ်ခွေးတွေရဲ့တရှိုးဒီလား စစ်ခွေးကိုတတ်ဖို့ရန်အတွက်ယူလာခဲ့တဲ့လက်နက်တွေကိုနင်းတို့ငိုတို့ယူခောက်ခိုင်းလိုက်တယ်အခုကျမနဘဲနားမှာတွေ့ရတဲ့အစားဒါကတော့ရှမ်းမြောက်ဘက်မှာလက်နက်ဝယ်ဖို့ရန်အတွက်တွားတဲ့စကိုင်း PDF တွေကို NUG ကနေမှထောက်ခံစာပေးလိုက်တဲ့အရာဖြစ်တယ်စကိုင်းဒေသမင်းကင်းဘက်မှာပါရာမော်တာတွေနဲ့ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်ဒီပါရာမော်တာတွေကိုပစ်ဖို့ရန်အတွက်တနက်တလက်လိုတဲ့အတွက်ကြောင့်မို့တွားဝယ်တာဖြစ်တယ် ဒါကြောင့်မို့စကိုင်း PDF ကိုတော်လိုက်ရဲ့မဟာမိတ်ဒီဘက်ကနေမှလမ်းတစ်လျှောက်လုံးကူညီပေးကြပါဆိုတဲ့ NUG ကနေမှ ရေးပြီးမှ ပေးလိုက်တဲ့ထောက်ခံစာဖြစ်တဲ့ဒီလိုမျိုးထောက်ခံစာပါလာခဲ့တဲ့မဟာမိတ် PDF တွေကိုဖန်စီပြီးတော့နှိပ်စက်ခဲ့တယ် မဟာမိတ် NUGD ရဲ့စာကိုနင့်တို့ကမလေးမစားလုပ်ခဲ့တယ်။ကိုကိုတိုက်ကူပေးခဲ့တဲ့ကိုရဲ့ကျေးဇူးရှင်ဖြစ်တဲ့ PDF တွေကိုနင့်တို့ဂယုမစိုက်တာတမကဘူးကိုနဲ့မဟာမိတ်ဖွဲ့တဲ့ NUGD ကိုလည်းနင့်တို့မခန့်လေးစားလုပ်ခဲ့တယ်။ဒီနေ့ကြမှာပဲနင့်တို့ကမဟာမိတ်ဒီနဲ့ပူပေါင်းပြီးတော့အထုတွေအခုမီဒီယာမှာဆိုလို့ရှိရင် KIA ဒီနဲ့ပူပေါင်းပြီးတော့စစ်ခွေးတွေတိုက်ဖြတ်မယ်လို့ပြောတယ်။လုံးဝမဖြစ်နိုင်ဘူး။ကျတော့ကို မီဒီယာကနေမှလူသိရှင်ကြား TNLA ဗိုလ်ကြီးဗိုလ်မိုးတွေနင်းတို့ရဲ့တတ်ချုပ်တွေ KIA နဲ့အတူကျွန်တော်ကချင်လူမျိုးတွေအားလုံးကိုတောင်းပန်ပါနင့်အချက်ကတော့နင်းတို့ယူခဲ့တဲ့စခန်းတွေအားလုံးကိုကျွန်တော်ပြန်ပေးပါတောင်းဝချက်ခုလောလောဆယ်ဆယ်မှာစစ်ရဲတင်းမာနေတဲ့တမဟာရှစ်နေမြေကနင်းတို့ TNLA တွေအကုန်ထွက်သွားပါအဲဆိုလို့ရှိရင်တော့ တော်လာရဲရဲ့မျက်နာကိုထောက်ပြီးမှကျတို့စဉ်းစားပေးမယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အစိတ်ပင်ထက်ရဲမလောင်းတော့ဘူးနော် KIA စစ်သားတွေကဆဲယုံရောက်သွားတဲ့အချိန်အထိနင့်တို့ကိုငိုတနတ်တစ်ချက်မဖောက်ခဲ့တလို့ဒုတ်တစ်ချက်တောင်ငိုမကိုင်းခဲ့ဘူးဘတ်မှာဗီဒီယိုထဲမှာအလုံးကြားရတဲ့တိုင်းပဲခွေးကချင်လေးတဲ့နင့်တို့ရဲ့အုတ်ထုတ်တွေအကုန်ချွတ်တဲ့အဲ့လောက်ထိငိုတို့ကိုလူပုံလေးထဲမှာအရှက်ကိုအေးစေခဲ့တယ်ငိုတို့ကိုမထင်မဲ့မြင်လုပ်တယ်ဒါကြောင့် ျတို့ KIAD နဲ့လက်တွဲဖို့အတော်လေးခက်လိမ့်မယ်။နင်တို့ကို warning တွေအများကြီးပေးခဲ့ပြီနော်။ဒါကြောင့်ပလောင်နေမြေတီဆောင်ဖို့ရတဲ့ကျတို့ကချင်းတွေအုံနောက်ထဲမှာမရှိဘူး။ KIAD အခုလက်နက်ကိုင်းတာဟာပလောင်ပြည်နယ်တိုက်ခိုက်ပေးဖို့ရတဲ့ကြိုးပမ်းနေတာမဟုတ်ဘူး။ မြန်မာနိုင်ငံစစ်ကျွန်းဘဝကနဲ့လွတ်မြောက်ဖို့ရန်အတွက်လက်နက်ကိုင်နေတာဖြစ်တယ်ဒါကြောင့်ပလောင်နေမြေတိုးချဲ့ဖို့ရန်အတွက်ကချင်မှာအချိန်မရှိဘူးစဉ်လည်းမစဉ်းစားဘူးပလောင်နေမြေရရှိဖို့ရန်အတွက် ကချင်တွေရဲ့ချွေးတဆက်မှကျတော့ကြပေးမှာမဟုတ်ဘူးလွန်ခဲ့တဲ့အချိန်မှာလုတ်ခဲ့တာတောင်မှ ပြန်မယူနိုင်တဲ့အတွက်ကြောင့် နောင်တတခုနဲ့ပဲကျတော့ရှိခဲ့ပြီတာပလာကပဲပြောပြောဘဒူကပဲပြောပြောခဏတုန်းကကျမပြောခဲ့တဲ့အချက်၃ချက်ကိုနင့်တို့လုတ်ခဲ့တယ်ဆိုလို့ရှိရင်တော့စဉ်းစားပေးမယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့နင့်တို့နဲ့ကျတော့ KIA တွေကျတော့ကချင်းတွေရောဆရာအကြောင်းမရှိဘူးလို့ပြောချင်တယ်ဒီသတင်းကိုကြားရတဲ့အခါမှာတချို့ပြောလိမ့်မယ်ခွန့်လွတ်ပေးပါလို့ပြောမယ်ခွန့်လွတ်လို့ရပါတယ်ဒါပေမဲ့ခုလိုမျိုးသ ကျတော့ KIA နဲ့ကျတော့ကချင်လိုမျိုးတွေကို TNLAD now တခါမစိုးကားတော့ဘူးလို့ဘယ်သူအမှခံနိုင်တယ်လဲဒါကြောင့်ကျတော့ KIA နဲ့လက်တွဲဖို့ကတော့မဖြစ်နိုင်ဘူးလို့ပဲကြွပြောချင်တယ်ဒါတော့ KIA တွေပြောခိုင်းတာမဟုတ်ဘူးတာပန်လာမီဒီယာမှာပြောလာခဲ့ပြီးတဲ့နောက်ပိုင်းမှာကျတော့ကချင်လူထုအားလုံးရဲ့ comments ကတော့ဒီဒီပုံစံလာခဲ့တယ် နှခါခွန်းလို့ပြီးပြီသုံးခါခွန်းလို့ပြီးပြီလေးခါခွန်းလို့ပြီးပြီအစွန်ဆုံးဆယ်ခါစခန်းဆယ်ခုပေးတဲ့အထိနင့်တို့ကိုငါတို့ခွန်းလို့ခဲ့တယ်ဒါပေမဲ့အခုဒီမေလာမှာထပ်ဖြစ်တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ကချင်ခွေးတွေပြောလိုက်တဲ့နေ့ကစားပြီးတော့တွားပြီးနင့်တို့ငါတို့ထပ်ပြီးမှခွန်းလို့ဆရာကြောင်းရှိတော့ဘူးလို့ပဲမှတ်ထားပါဆိုတော့အခုကျွန်တော်နောက်တဲ့တဲ့ပုတ်အနေနဲ့ကတော့ အခုဘောမဘောငုံဒီဘက်ကနေမှအရန်អော်နေတဲ့ကိစ္စတစ်ခုရှိတယ်ဒါပါလဲဆိုတော့ဒီမကွေးတန်းဒေတာကြီးဇေတုတ်တရာမြို့ကနေမှအចောင်းဆျာဆျာမဒီနဲ့ဒီចောင်းသားမိဘ9ဦးကို PDF ဒီကနေမှဖမ်းသွားတယ်လို့ပြောတယ် PDF ဒီဆိုတာဟာပြည်သူကကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့အတွက်ကြောင်းမလို့အပ်ပေတဲ့ဘေတုကိုမှလက်ဖြားနဲ့တောင်မတို့တာဖြစ်တယ်။ဒါကြောင့်ဆံမဆိုတဲ့ ဒီဘောမာဒီနင်းတို့က CDM လောက်ကြပါလို့ပြောရင်နင်းတို့ဂယုမဆိုင်ဘူးအခု CDM လောက်ကြပါပြောတာဟာငားနဲ့ဘက်ကိုရောက်လာခဲ့ပြီ CDM လောက်ကြပါလို့ပြောလဲနင်းတို့ကလုံးဝမလောက်ကြဘူးမင်းအွန်လိုင်းရဲ့အာနာတီမြဲဖို့ရန်တရားကြီးကိုခိုင်မြဲအောင်လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့် PDF တွေဖန်သွားတယ်လောင်နေကြရင်လဲလုံးဝစိတ်ပူပေးမှာမဟုတ်ဘူးဒါပေမဲ့တခုရှိတာက PDF တွေကတော့เนาะလွန်ခဲ့တဲ့အချိန်မှလည်းဒီငတယောက်ကအเจ้าအုပ်ကြီးကိုဖမ်းသွားတယ် ကြောင်းမဖွင့်ဖို့လို့ပြောပြီးမှပြန်လွတ်လိုက်တယ်နော်မလို့အပ်ပဲနဲ့ PDF တွေကလက်ဖြားနေတောင်တော့မှမဟုတ်ဘူးဒါကိုကျော်ရွတော်လာရေးတဲ့အားလုံးကယုံကြည်ပြီးသားဖြစ်တဲ့အတွက်ကြောင်းဖမ်းသွားတယ်ဖမ်းသွားပါစေ warning ပေးလိုက်မယ်ထပ်ပြစ်မှအကြောင်းမဖွင့်ပါနဲ့လို့ပြောလာလိုက်မယ်ပြန်ပြန်လွတ်လိုက်မယ်အေးထပ်ဖွင့်တယ်ဆိုလို့ရှင်တော့မသိဘူးနော်ကျော်ရွတော်လာရေးတွေက warning ဒီအလီလီပေးတယ်ငားနေရောက်သွားပြီ ်အခုကဖမ်းပြင်းမှပြန်ဝင်နေပေးမယ်ဒီ warning ပေါ်မှာလဲနင်တို့ကဂယုမစိုက်ဘူးဆိုလို့ရှိရင်တော့တွေးပေးရလိမ့်မယ်ဒီနေ့ NUG ဖွင့်ထားတဲ့အကြောင်းဒီမှာကြောင်တက်တဲ့ကလေးတငယ်လေးတွေကိုနင်တို့ဘုံကျေးပြီးတတ်ပစ်လိုက်တယ်အခုနင်တို့ကိုထိလိုက်တော့အော်နေကြတယ်မဟုတ်ဘူးလားအော်နေကြအကြောင်းဆ iam နဲ့သူကလေးမိဘတွေကိုဦးကိုဖမ်းထားတယ်တဲ့အကြောင်းသားမိဘလို့သာပြောတာသူတို့လည်းဘောမအကြီးစားဟုတ်လို့လည်းဖြစ်မှာပေါ့နော် PDF တွေကမဟုတ်တဲ့အရာဘရောမှမလုပ်ဘူးဒါကတော့ယုံကြည်ပြီးသားဖြစ်တယ်ပြီးရင်နောက်တရင်တပုတ်အနေနဲ့ကတော့မင်းကတရင်ထဲမှာပဲကြွားပြောလိုက်တယ်ကြွားကတော့ဒီစစ်ခွေးတွေကအာနာတယ်လို့ပြောပါတယ်ဆိုနေမှပဲเนาะအခုကျွန်တော်နဘဲနှမ်းမှကြီးလိုက်တလောက်အထိ မောင်မောင်မင်းမင်းအချိန်မှာကျွန်တော်တော်လိုင်းရဲတွေเนาะအခု KNLAD နဲ့ပူပေါင်းတော်လိုင်းရဲတွေမလွယ်ဘူး မိုးထုတ်တာမိုးလင်းတာနားမလည်ဘူးသူတို့တခါချမယ်ဟိတ်ဆိုလို့ရှင်ထိမ့်လို့ကိုမရတော့ဘူးဆိုတော့မနေ့က30ရက်နဲ့မနေ့စောကြီးလဲနာရီမှာကိုဘရင်နောင်ကုန်းဆိုတာတလောက်မြင့်တာဒီမြဝတီမှာမြင့်ဆုံးတောင်းတဲ့အဲ့လောက်ကြီးမြင့်တဲ့ထဲမှာတောင်းမှဟာတော်တလားမမင်းနဲ့နာရီဝက်နဲ့ပဲတဲ့ဟာတော်လိုက်တာတော်လိုက်တာနင်းနေပပအေးရောဝါလဲအိတ်တာမဟုတ်ဘူးမနေ့လဲနာရီမှာကြီးသွားတိန့်ခဲ့တာ တော်ချက်တော်ချက်ထိုင်းနေစက်ဒီထဲမှာနေတိုင်းနေတိုင်းအတောင်နာရလောက်အောင်ကိုသူတို့ထင်တာကတော့ငိုတော့ကတော့အမြင့်ဆုံးတောင်ပေါ်မှာရှိတယ်ဒီတော်လာရဲတွေကလာထီလို့မရဘူးလို့ထင်တာဘယ်ရမလဲကရင်တွေလည်းတောင်ပေါ်တက်ကျွမ်းနေပြီနော်ဒါကြောင့်အခုသူတို့ကနာယူဝက်နဲ့ပဲတင်လိုက်ခဲ့တယ်ဒီလိုမျိုးကျတော့တော်လာရဲတွေဘက်ကနေမှတနေပြီတနေတင်သွားခဲ့တဲ့ဥစ္စာကိုအခုခွေးချဘူးကတော့ဘာပြောင်းအိုးတယ်လဲ သူတို့စခွေးတွေကတော့ April 2ရက်နေ့ကနေမှအခုဒီမေလ30ရက်နေ့အထိပေါ့နော်ဒီရာကြီးအပြစ်ခတ်ကိုရက်စထားပေမဲ့ကျောရတော်လာရဲတွေတိုက်တယ်ပေါ့ကွာဒါကြောင့်ကိုယူထားတဲ့ဒီရရဲ့ပြစ်ခတ်ရက်စေးကိုပြန်မစဉ်းစားပေးဖို့ဆိုပြီးမှခွေးချဘူးကနေမှပြောသွားတယ်ဆိုတော့ကျောရ KIAD ကတော့ထပ်ပြီးမှရရဲ့ပြစ်ခတ်ရက်စေးကိုမလုပ်ဘူးဘာကြောင့်လဲဆိုတော့ကျောရရရဲ့ပြစ်ခတ်ရက်စေးကိုယူထားတဲ့ဥစ္စာကိုအခွင့်ကောင်းယူပြီးတော့ပမော်ဘက်မှာစစ်ကူတွေထပ်ပြီးမှချဲ့တယ် စစ်လက်နက်ဒီလာပို့တယ်ပြီးရင်ခွေးစာဒီလာချတယ်ဘုံလာကျဲတယ်ကျတော့နောက်တစ်ခါထက်လို့မှာမဟုတ်ဘူး NUG တွေလည်းပြီးသွားပြီကျတော့ကယာယီရဲ့ပြစ်ခတ်ထပ်ပြမမယူထားတဲ့အတွက်ကြောင့်စဉ်းစားဆံမလို့ဘူးခွေးကြပူတလောက်အထိနင်းနေညာညာဘုံကျဲပြီးမှမင်္ဂလာဆောင်လဲဆိုလဲမင်္ဂလာဆောင်ကျဲတယ်ကလေးចောင်းဆိုလဲကလေးចောင်းနေနေကျဲတယ်ဘာရာရေးចောင်းဒီအေကိုလည်းကျဲတယ်တလောက်ကြည့်ကျဲပြီးမှလုံနေတာကိုတောင်းမှစဉ်းစားပေးပါတဲ့သူ့ပါစပ်မလို့ထွက်နိုင်တယ်ယူနေတာပဲ ကျတော့တော်လာရဲတွေကိုဒီရရပြစ်ခတ်ရက်ဆဲတဲ့ဥစ္စာကိုပြန်လဲပြီးမှစဉ်းစားပေးဖို့ရန်အတွက်ဆိုပြီးမှခွေးချဘူးကနေမှပြောတယ်ဆိုတော့ခွေးချဘူးကိုပြောချင်တာကသူများကိုစဉ်းစားဖို့မပြောခင်မှာနင့်ကိုနင်းစဉ်းစားငါလောက်တာဟာကောင်းတလားဆိုတာကိုစဉ်းစားနင့်ကိုနင်းစဉ်းစားပြီးတော့ငါဟာရရပြစ်ခတ်ရက်ဆဲလိုက်တဲ့အချိန်မှာပြည်သူဘလောက်ကိုတတ်လိုက်တလေဆိုတာအဖြစ်ပေါ်လို့ရှိရင်မြန်မာနိုင်ငံကြီးငြိမ်းချမ်းသွားပြီဆိုတာပဲပြောချင်တယ်เนาะတိတ်မပြောချင်ဘူး ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတပုတ်အနေနဲ့ကတော့အခုကကွေပစ္စည်းထုတ်လုပ်ရေးစက်ယုံ ကပါစစက်ယုံမိုးများနဲ့2025မေလဒီဆက်လက်နဲ့ထုတ်လုပ်ရေးအထက်မှာပါဝင်တဲ့ခွေးကောင်းဆောင်တွေကို ဘွိုက်တီချင်းမင်ခဲ့တယ်ဒီစင်းတွေထွက်ပေါ်လာခဲ့တယ်ဆိုတော့အခုကျွန်မနဘဲနားမှာလည်းတင်ထားခဲ့တယ်ဆိုတော့အခုဒီကပတ်ဆက်ဆက်ယုံထဲမှာတာဝန်ထောက်ဆောင်တဲ့ထဲမှာယူယူတပွိနပွိတောင်မဟုတ်ဘူးအားလုံးဘူမူကြီးဒီကြီးပဲဘာကြောင့်လဲဆိုတော့အပွိမရှိတဲ့သူတွေအရင်မရှိတဲ့သူတွေတရက်နရက်သုံးရက်ခွေးတွေကျေပွင့်တခုနှစ်ခုသုံးခုဒီကတော့ရှေ့တန်းမှာမတတော့ပုံနေတယ်လေသူတို့ဒီမတတော့ပုံနေတဲ့အတွက်ကြောင့်အခုသုံးပွင့်အထက်တွေကတော့ဒီကပတ်ဆက် စက်ယုံထဲမှာအဓိကသူတို့တာဝန်ယူပြီးမှလှုပ်ဆောင်နေကြတယ်ဆိုတော့အခုသူတို့ရဲ့နာမည်ဒီနဲ့ဘဒူဘဒူဒီကအလောင်းစီတူဘွိုက်နာမည်ရထားတဲ့ဥစ္စာကစီးရင်ထွက်ပေါ်လာခဲ့ပြီပြည်တွင်းလက်နက်ထုတ်လုပ်တဲ့ စေယုံရဲ့နောက်ွယ်မှာရှိတဲ့သူတွေရောရှေ့မှာရှိတဲ့ဘုံမူကြီးတွေရဲ့နာမည်တွေပါအကုန်ထွက်ပေါ်လာခဲ့ပြီကျွရုတော်လရဲတွေရဲ့မျက်စိတွေနားတွေကျွရုတော်လရဲတွေရဲ့လူတွေကနေရာတကာမှာရှိတယ်ဆိုတော့အခုဒီဘူကြီးတွေရဲ့နာမည်တော့ထွက်ပေါ်လာပြီမကြာခင်မှာသူတို့ရဲ့လိပ်စာတွေလည်းထွက်ပေါ်လာမှာဖြစ်တယ်နာမည်ထွက်ပြီးသူတို့ရဲ့လိပ်စာတွေကိုရှာဖို့လွယ်တယ်เนาะဆိုတော့သူတို့ရဲ့ဘဝကဖုံရှူလိုက်ဖုံရှူလိုက် ဆိုတာမျိုးချစ်သွားမှာနော်အခုနောက်တရင်တပုတ်နေနေတော့အခုဒီမတ်လ28ရက်နေ့မှာငလင်ကြီးရောက်ရှိခဲ့လို့ဒုက္ခရောက်ရှိခဲ့တဲ့ပြည်သူလူထုတည်းအတွက်ခွေးချပုပြောသွားတာတိတ်သဘောကြတယ်နားထောင်ကြည့်အောင်နော်ပြန်လေထူထောင်ရဲ့လုပ်ငန်းထဲမှာထိထိရောက်ရောက်အောင်မြင်စွာလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ဒီရေတိုးရေရှယ် plan တွေကိုသူတို့လုပ်ထားတယ်ပေါ့နော်ဒီဒီ plan ရဲ့အခြေအနေကတော့အရင်တုန်းကအခြေအနေထက်ပိုပြီးမှကောင်းအောင်သူတို့ကဒီ plan တွေကိုချထားတယ်ဒီပြန်လေထူထောင်ရေးထဲမှာဘယ်တူတူ 都要过嘛，没钱他别宜。过年都还没收嘞，涨都不要涨嘞。 ထပ်ကြည့်ကြသေးတာပေါ့နော်ပြည်ပနိုင်ငံမှာရှိတဲ့ပြည်သူတွေရောနိုင်ငံတကာမှာဒီလိုမျိုးအဲစကလုံးလတ်လတ်လေးတွေနဲ့တရောင်းစားခွဲခောက်ခဲ့တယ်ခွဲခောက်ခဲ့တယ်ဆိုပေမဲ့တကယ်လို့ပြည်သူသားရခဲ့တယ်ဆိုလို့ရှင်တော့ဝမ်းသာတယ်ဒါပေမဲ့ဒီနေ့ဒီအချိန်ထိကတော့နိုင်ငံတကာကကိုညီထောက်ပံ့ခဲ့တဲ့ဥစ္စာတွေဘေးပြည်သူမှလည်းရရှိသွားတယ်ဆိုတာတော့မကြားသေးဘူးเนาะဆိုတော့ဘလောက်ရရှိခဲ့တယ်လဲဆိုတာကိုတော့နည်းနည်းလေးနားထောင်ကြည့်ရအောင်เนาะအပရတရဲ့နဲ့ပြည်တွင်းပြည်ပကနေမှရရှိတဲ့ တ်ဆံက100နဲ့ဆနစ်တသမ89ဘီလီယံကိုရရှိခဲ့တယ်တဲ့အဲ့ဥစားကပတ်ဆံပြီးရင်ပစ္စည်းတွေကတော့ဆနစ်တသမ4ဘီလီယံလောက်ရှိတဲ့ပစ္စည်းတွေကိုရရှိခဲ့တယ်အလုံးစုစုပေါင်းကတော့125တတ်သမ28ဘီလီယံရရှိခဲ့တယ်တဲ့ဒုတိယအကြိမ်ပြန်မှကောက်ခံတဲ့ဥစ္စာကတော့ဒီအင်ခန်16ခန်းပါတဲ့လေခန်းတွဲလေထပ်အဆောက်အုံတစ်ခုကိုတဲ့3000လုံးနဲ့ အင်းအလုံးပေါင်း50တလုံးအလုံးစုစုပေါင်း133.53 53 billion ကုန်ကြတဲ့ဒီအဆောက်အုံတွေဆောက်မယ်ပေါ့နော်ပြည်သူပြပကနေမှလည်းကိုညီထားတယ်ပြည်သူတွေအတွက်လားတာမောက်မုတ်တို့စစ်ခွေးတွေအတွက်လားဆိုတော့ကျွန်တော်ထပ်ပြေးမှကြည့်ရမှာပေါ့နော်အခုရရှိထားတဲ့ပတ်စံတွေတော့အများကြီးပဲဒါတွေကိုစစ်ခွေးတွေတို့လက်နက်ထက်ကိုမပါဖို့အတွက်ရေးကြည့်တယ်ပြည်သူတွေအားလုံးစမ်းမပြည့်ရှိကြပါစေ